မြစည်းမပြည်သက်များလုံးပဲမင်္ဂလာပါဇွန်လ2ရက်နေ့ည9:00နာရီတမြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မတူပီကာကွယ်ရေးတပ်ဖွဲ့နှစ်ခုအကြားသဘောတူညီမှုရှိချက်ရရှိတဲ့သတင်းကြုံတိုးမှာစစ်ကောင်စီကစာတင်ကြောင်းတွေဖိအားပေးဖွင့်ခိုင်းပေမဲ့ကြောင်းတက်တူမရှိတဲ့သတင်းတဘေကျင်းခရိုင်တွေကစာတင်ကြောင်းတဲ့ဟိုတယ်၄ချောင်းတိုက်ခိုက်ခံရပြီးအမျိုးသမီး၃ဦးတန်ရာရတဲ့အကြောင်းနဲ့ ကုံသွေးရေးသဘောတူညီချက်ကိုချိုးဖောက်ကြောင်းအမေရိကန်ပြောဆိုချက်တရုတ်ကအခိုင်အမာပယ်ချတဲ့နိုင်ငံတကာသတင်းပြင် နောက်ဆုံးရကုံစည်းနှုံနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမတူပီကာကွယ်ရေးတပ်ဖွဲ့နှစ်ခုအကြားသဘောတူညီမှုရှိချက်ရရှိတဲ့သတင်းနဲ့ဆက်လက်အောင်ပါချင်းပြည်နယ်မတူပီမြို့နယ်ခြေဆိုင်ချင်းကာကွယ်ရေးအဖွဲ့နှစ်ခုအကြားငင်းချင်းကော်မတီဦးဆောင်မှုနဲ့ဆွေးနွေးခဲ့ရမှာသဘောတူညီချက်ရှစ်ချက်ရရှိထားတယ်လို့သိရပါဗျ မတူပီမျိုးသိန်းတိုက်ပွဲအတွင်းသဘောထားကွဲလွဲပြီးအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ Qing Defend Force မတူပီနဲ့ Qinlan Defend Force မတူပီအဖွဲ့တို့သဘောတူညှိနှိုင်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ပေါင်းစည်းနိုင်ရင်တော့အကောင်းဆုံးဖြစ်သွားမှာပဲ။ကျွန်တော်တို့ချင်းပြည်မှာကို့အချင်းချင်းမယုံကြည်နိုင်စရာဘာမှမရှိဘူးကို့မတူပြီးအချင်းချင်းကြားမယုံကြည်နိုင်စရာလုံရမျိုးလုံမှာမဟုတ်ဘူးလက်တွေ့ကြတဲ့ယုံကြည်မှုမျိုးပဲလိုချင်တာပါလို့ချင်းလန်ဒက်ဖန့်ဖို့စ်မတူပြီးစီဦးစီချုပ်နိုင်ဂျွန်းကင်ကမျက်စိမှောက်ပြောပါတယ် မတူပီချင်း Ministry Fellowship MCMF ရဲ့ငင်းချင်းကော်မတီရမိရဖာတွေဦးဆောင်မှုနဲ့နှစ်ဖက်လက်နက်နဲ့ပြစ်ခတ်ခြင်းမပြုဖို့အပါအဝင်သဘောတူညီချက်တွေကိုမေလ10ရက်နေ့မှာလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ကျန်သဘောတူညီချက်တွေကတော့နန်းစီဒီယန်နဲ့ဒလန်တွေကလွဲလို့ကျန်းမာရေးပညာရေးစတဲ့ဌာနတွေကဝန်ထမ်းတွေပြည်သူတွေနဲ့စစ်ဘေးရှောင် ထောက်ပံ့တဲ့အဖွဲ့တွေကိုလွတ်လပ်စွာသွာလာခွင့်ပြုဖို့ ပြည်သူတွေကိုမိမိရက်ရွာမှာနေထိုင်ခွင့်ပြုဖို့နဲ့စစ်မြေပြင်ဖြစ်တဲ့ငလိုင်ကြီးရွာမှာနှစ်ဖက်ပူးပေါင်းဆွေးနွေးပြီးမိုင်းရှင်းလင်းဖို့ညှိနှိုင်းခဲ့ကြတာလို့သိရပါဗယ်။ဒါပြင်ငင်းချင်းကြီးခိုင်မြဲဖို့အတွက်ကော်မတီတရက်ဖွဲ့စည်းဖို့လူမျိုးရေးပုဂ္ဂိုလ်ရေးထိခိုက်စေမဲ့အတုံးနှုံတွေရှောင်ရှားဖို့နဲ့ကာကွယ်ဆိုင်ရာတွေကိုညှိနှိုင်းဆောင်ရွက်ဖို့လို့မှသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ညှိနှိုင်းသဘောတူညီမှုတွေရယူချိန်မှာ သတင်းမီဒီယာနဲ့လူမှုကွန်ရက်စာမျက်နှာတွေက ပြဿနာပိုကြီးထွားလာစေမဲ့တဖက်သက်ဝေဖန်တိုက်ခိုက်မှုတွေကိုမပြုတ်လောက်ကြပဲစီလုံးမှုကိုဥတီပြီးကုညီနိုင်တာတွေကိုပြည်သူတွေအနေနဲ့ဝိုင်းဝန်းလှုပ်ဆောင်ပေးဖို့တိုက်တွန်းလိုကြောင်းလဲချင်းလန်ဒက်ဖန့်ဖို့စ်မတူပြီးစီဝီစီချုပ်ကတိုက်တွန်းပါတယ်အခုလိုသဘောတူညီချက်ရတဲ့အပေါ်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်မှာဆွေးပေးရှောင်နေသူတဦးကကြိုးဆိုကြောင်းနဲ့အားလုံးတစ်ဖွဲ့တစည်းတည်းဖြစ်နိုင်စေဖို့ဆက်လက်လှုပ်ဆောင်လိုကြောင်းသူ့ရဲ့သဘောထားကိုပြောဆိုထားပါတယ်။ ချင်းလန်ဒက်ဖန့်ဖို့စ်မတူဘီဟာချင်းလန်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီးချင်းဒက်ဖန့်ဖို့စ်မတူဘီကတော့ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပါတယ်။ချင်းတော်လည်းတပ်ဖွဲ့တွေဟာမတူဘီမျိုးအခြေစိုက်စစ်ကောင်စီချင်းမြန်တပ်ရင်းအမှတ်300လေစစ်ဗျူဟာချင်းလင်တပ်ရင်းအမှတ်140လို့ကို2024ခုနှစ်ဇွန်လ9ရက်နေ့ကစတင်ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက်ဇွန်လ29ရက်နေ့မှာအပိတိုင်တင်ပိုက်ထားကြပါရခင်ဗျာ။ ကြုံတို့မှာစစ်ကောင်စီကစာတင်ကြောင်းတွေဖိအားပေးဖွင့်ခိုင်းပေးမယ်လဲကြောင်းတက်တူမရှိတဲ့တဲ့င်းနဲ့ဆရာအောင်ပါကရင်ပြည်နယ်ကော့ကရစ်ခရိုင်ကြုံတို့မြို့မှာစစ်ကောင်စီကစာတင်ကြောင်းတွေကိုဖိအားပေးဖွင့်ခိုင်းပေးမယ်လဲဒီကနေ့ဇွန်လ၂ရက်နေ့ကြောင်းစာတင်ဖွင့်လှစ်တဲ့နေ့မှာကြောင်းတက်တူတူမှမရှိဘူးလို့ဒေသခံတွေကတရားဝါတယ်ကျုံတို့မြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုဧပြီလ14ရက်နေ့ကစတင်လို့ KNU PDF နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်လျက်ရှိနေတာပါ ိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ကြုံတို့မျိုးကဒေသခံအများပြားဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရပေမဲ့စစ်ကောင်စီကစာတင်ကြောင်းတွေဖွင့်ဖို့အတင်းကျပ်ဖိအားပေးခဲ့တယ်လို့သိရပါတယ်။ကျောင်းဖွင့်ကိုဖွင့်ရမယ်ဆိုပြီးစစ်တပ်ကလာပြောတယ်။ကျောင်းမဖွင့်ရင်ဖမ်းမယ်ဆိုပြီးလည်းပြောတယ်။အခုကြုံတို့မှာစာတင်ကြောင်း၃ကျောင်းဖွင့်တယ်။ကျောင်းလာတဲ့ကျောင်းသားတယောက်မှမရှိဘူးလို့ CDN ဆီယာမတူကမျိုးစီမာကိုပြောပါတယ်။ ကြုံလိုမျိုးမှာစာတင်ကျောင်း6ကျောင်းရှိပြီးစစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်အထက်တန်းကျောင်းအလဲတန်းကျောင်းအလကတက်နဲ့အလကနှစ်ကျောင်း3ကျောင်းဖွင့်လှစ်ခဲ့ပေမဲ့ကျောင်းတက်မဲ့သူမရှိတာဖြစ်ပါတယ်။စာတင်ကျောင်းတွေကိုလာရောက်ကြတဲ့ဆရာဆရာမတွေဟာလည်းကျောင်းရောက်တဲ့အချိန်မှသာကျောင်းဝတ်စုံဝတ်ဆင်လဲလဲနေကြတယ်လို့ဒေသခံတွေကပြောထားပါဗျ။ ကြုံတို့မြို့မှာစစ်ကောင်စီတက်ရင်ခြေမြန်တက်ရင်ခမရ905ခမရ946နဲ့ဘျူဟာစခန်းကုန်းတွေရှိပြီးအဲ့ဒီတက်ရင်တွေကိုတော်လိုင်းပူပေါင်းတက်ဖွဲ့တွေကဧပြီ14ရက်နေ့ကစတင်လို့တိုက်ခိုက်နေကြပါတယ်တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစတင်လို့ကြုံတိုးမြို့အနီးကျေးရွာတွေကိုစစ်ကောင်စီတပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေပုံကျဲတာတွေပြုလုပ်ခဲ့တဲ့အတွက်အရက်သား20ဦးထပ်မံနေတေဆုံးထားပြီးတော့အများပြားဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ခင်ဗျာ တပိတ်ချင်းခိုင်နယ်ကစတင်ကျောင်းတဲ့ဟိုတယ်လေးချောင်းတိုက်ခိုက်ခံရပြီးအမျိုးသမီး၃ဦးဒဏ်ရာရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းခိုင်နယ်ကတပိတ်ချင်းမြို့နယ်စတင်ကျောင်းတဲ့စင်ကူးမြို့နယ်ကဟိုတယ်တလုံးကိုစစ်ကောင်စီတပ်လေးချောင်းတိုက်ခိုက်ခဲ့ရမှာအမျိုးသမီး၃ဦးဒဏ်ရာရခဲ့ပြီးစတင်ကျောင်းဆောင်တွေအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ရပါတယ်။စစ်ကောင်စီတပ်ဟာဇွန်လ၁ရက်နေ့မနက်ခွန်နာရီ၄၀မိနစ်အချိန်မှာတပိတ်ချင်းမြို့နယ်၄မိုင်ကန်တာစတင်ကျောင်းကို ပေါင်900ပုံသည်ကျဲချခဲ့တာဖြစ်ပါတယ်။အဲ့လိုကျဲချတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုမရှိခဲ့ပေမဲ့လည်းစတင်ကြောင်းဆောင်နှဆောင်ပျက်စီးသွားခဲ့တယ်လို့ပြုံးလွင်ခရိုင်ပကဖအဖွဲ့စီကတရားဝါတယ်။သူတို့ကကျွန်တော်တို့ရဲ့ပညာရေးရန်ရရတွေရက်စဲသွားအောင်လုပ်နေတာနောက်တစ်ခုကပြည်သူတွေကြောက်သွားပြီးကျွန်တော်တို့နဲ့မပူပေါင်းဖို့အခုလောက်ထိစာတင်ကြောင်းတွေကိုလေးချောင်းတိုက်ခိုက်နေတာလို့ပဲမြင်ပါတယ်လို့ပြုံးလွင်ခရိုင်ပကဖရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ် ဒါအပြင်ဇွန်လ၁ရက်နေ့နေ့လယ်9:26မိနစ်အချိန်မှာလဲစင်ကူးမြို့နယ်နွေယုံကျေးရွာကို Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ရမှာဒေသခံပြည်သူတွေထိခိုက်မှုမရှိခဲ့ပေမဲ့လည်းအဆောက်အဦးနှလုံးပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေ့တစ်ချိန်တည်းမှာပဲစင်ကူးမြို့နယ်နတ်တောင်ကျေးရွာက Lucky 7 Hotel ကိုလေကြောင်းကနေထပ်မံတိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာဒေသခံမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဝင်ခရိုင်ပကဖပြန်ကြားရေးတာဝန်ရှိသူကဆက်ပြောပါတယ်။ တပိတ်ချင်းနဲ့စင်ကူးမြို့နယ်တွေဟာတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်ပြီးမြေပြင်စိုးမှုမှုမရနိုင်တော့တဲ့စစ်ကောင်စီတပ်ဟာဒေသခံပြည်သူတွေကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတယ်လို့တော်လိုင်းအင်အားစုတွေကပြောထားပါဗျာ။ ပြီးခဲ့တဲ့မေလ15ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်ကိုးမိုင်ကြီးရွာနဲ့လမ်းလယ်ကျေးကြီးရွာကြားမှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာပြည်သူ2ဦးသေဆုံးပြီးကလေးငယ်4ဦးအပါအဝင် ပြည်သူ5ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပါကဖာကထုတ်ပြန်ထားပါတယ်ခင်ဗျာမြကြီးနားမြို့ပေါ်ရက်ကွက်ခုနှစ်ခု AR မြေကြီးဝင်ရောက်နေပြီးရေဘေးတင်သူတထောင်ကျော်ရှိလာတဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ် AR တွေမြေရေစိုးရေမတ်အထက်မြင့်တက်လာမှုတွေကြောင့်မြကြီးနာမြို့ပေါ်ရက်ကွက်ခုနှစ်ခုအတွင်းရေဝင်ရောက်နေတယ်လို့ရေဘေးတဲ့သူတထောင်ကျော်ရှိနေပြီလို့လူမှုကွန်ရီအသင်းအနေနဲ့ဒေသခံတွေကပြောကြားထားပါတယ်။စစ်ကောင်စီမိုးစလဌာနရဲ့ဒီကနေ့ဇွန်လ2ရက်နေ့မနက်6နာရီခွဲချိန်တိုင်းထွာချက်အရ AR တွေမြေဟာမြကြီးနာမြို့မှာစိုးရေမတ်အထက်နှစ်လက်မကန့်ကျော်လွန်ရောက်ရှိနေပြီးနောက်တရက်အတွင်းတပေခွဲကန့်ဆက်လက်မြင့်တက်လာနိုင်ကြောင်းဖော်ပြထားပါတယ်။ မြကြီးနားမြို့ရဲ့စုံရီမဟာ1200စင်တီမီတာဖြစ်ပါတယ်။ကချင်ပြည်နယ် ARA မြပြပိုင်းဒေသတွေမှာမေလ24ရက်နေ့ကစတင်လို့မိုးတဲထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက်မြေရင်မြင့်တက်လာတဲ့အတွက်မြကြီးနားမြို့မှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့မြကြီးနားမြို့မှာရှိတဲ့ကြက်ပောင်ချံရန်ဘူးလေကုံမြို့တစ်ကြီးရှမ်းရွာပတ်မတီအနောက်လေကုံစတဲ့ရက်ွက်တွေမှာရေဝင်ရောက်နေပြီးရေပိသိမ့်ပြည်သူတထောင်ကျော်ရှိလာတယ်လို့ဒေသတွင်းလူမှုကွန်ရီအသင်းတွေကဆိုကြပါရစေ။ ။ကချင်ပြည်နယ်မိုးစလဌာနရဲ့တာဝန်ရှိသူဦးနိုင်လင်းထွေးကတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကားဒီတစ်ဆင့်ဒီကနေ့နေ့လယ်7:15မိနစ်ဝန်းကျင်အချိန်တိုက်ရိုက်ထုတ်လွှင့်မှုမှာမြကြီးနားမြေစပြီးကြပါပြီ။ဖြည်းဖြည်းချင်းစပြီးကြနေပါပြီ။နာယီဝတ်တွင်9စင်တီမီတာလောက်ကြနေပါပြီ။ဘလောက်ဆက်ကြမလဲဆိုတာဆက်ပြီးကြည့်ရပါမယ်လို့ပြောကြားထားပါရယ်။ပြီးခဲ့တဲ့နှစ်2024ခုနှစ်ကလည်း ARD မြေဟာမြကြီးနားမြို့မှာအဲ့ဒီမြို့ရဲ့စိုးရင်ရေမှတ်အထက်6ပေကျော်မြင့်တက်ခဲ့ပါတယ်ခင်ဗျာ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။ကုံသွေးသဘောတူညီချက်ကိုချိုးဖောက်တယ်ဆိုတဲ့အမေရိကန်ပြောဆိုချက်တရုတ်အခိုင်အမာပယ်ချတဲ့သတင်းကိုကြည့်လိုက်ရအောင်ပါ။ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံကြီးနှစ်ခုအကြားအထူးကိုက်အပြည့်စီများစေတဲ့ကုံသွေးဂွန်တွေရှော့ချဖို့သဘောတူညီချက်ကိုတရုတ်ကချိုးဖောက်ခဲ့တယ်ဆိုတဲ့အမေရိကန်ရဲ့ပြောဆိုချက်ကိုတရုတ်ကဒိန်းလာနေမှာအခိုင်အမာပယ်ချလိုက်ပါတယ်။ ဂျနီဗာမှာထိတ်တန့်အရာရှိတွေတွေ့ဆုံပြီးတစ်ဖက်နဲ့တစ်ဖက်အလွန်အမင်းမြင့်မားတဲ့ဂုံတွယ်ဂုံတွေကိုယာယီရပ်ပေါင်း60ရှော့ချဖို့ပေကျင်းနဲ့ဝါရှင်တန်တို့ရခင်လာမှာသဘောတူခဲ့ကြပါတယ်ဒါပေမဲ့အမေရိကန်ကူးတန်းရောင်းဝယ်ဝင်ကြီးဟောင်းဝက်လူနစ်ကပေကျင်းကသဘောတူညီချက်ကိုဖြည်းဖြည်းသာအကောင့်ထဲပေါ်နေတယ်လို့ Fox News Sunday ကိုမှတ်ချက်စကားပြောကြားခဲ့ပါတယ်။အဲ့ဒီပြောကြားချက်ကိုပေကျင်းကတိုင်းလာနေမှာပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။ ဝါရှင်တန်ဟာအတူအောင်ပြောင်းလဲမှုတွေကိုသာပြုလုပ်နေပြီးတညီတညွတ်တဲ့သဘောတူညီချက်ကိုတရုတ်ကချိုးဖောက်နေတယ်လို့အကြောင်းမဲ့ဆွဆွဲပြောကြားနေတယ်။အဲဒီချက်ဟာအဖြစ်မှန်တဲ့လေးလေးနက်နက်ကွဲလွဲနေတယ်လို့ပြောဆိုခဲ့ပါတယ်။အကြောင်းမဲ့ဆွဆွဲပြောကြားချက်တွေကိုတရုတ်ကအခိုင်အမာပယ်ချပါတယ်လို့တရုတ်ကူးတန်းရောင်းဝယ်ဝန်ကြီးဌာနကကြေညာချက်မှာထုတ်ပြန်ပြောဆိုထားပါတယ်။ ဂါဇာမှာကြောက်မက်ဖွယ်ဗျံမာဖြစ်နေမှုတွေအတွက်ကံအကူညီပေးရေးအဖွဲ့ကို MSF ပြစ်တင်ပြောကြားတဲ့သတင်းကိုမြစည်းမဝိုင်းတော်သားကိုခန့်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ဂါဇာအကူအညီပေးရေးနေရာမှာသူတို့ပြည်စုကုသပေးနေပြီးအမေရိကန်ကြောတောင်းနောက်ခံ ပေးထားတဲ့အဖွဲ့အစည်းတစ်ခုကစီမံလုပ်ကင်နေတဲ့နေရာကိုအစ္စရေးတပ်ဖွဲ့တွေကပတ်ပေါင်းစုံက ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့နေစီမချရှောင်းများအဖွဲ့ကတဲ့တင်းကွန်နေနေက ပြောကြားလိုက်ပါတယ်။ ဂါဇာတောင်ပိုင်းရာဖာမြို့မှာဒီလိုဗရန်ဗရာဖြစ်ခဲ့ရတာဟာဂါဇာလူသားချင်းစာနာတဲ့အကူအညီပေးရေးဖောင်ဒေးရှင်း GFF ရဲ့ အကူအညီပစ္စည်းတွေဖြန့်ဖြူးရေးစနစ်ကြောင့်ဖြစ်ရရဲ့လို့ပြင်သစ်ပါတာနဲ့ MSF လို့ခေါ်တဲ့အဲ့ဒီ NGO ကအပြစ်တင်ကြောဆိုခဲ့ပါတယ်အဲ့ဒီနေရာမှာအစ္စရေးရဲ့ပြစ်ခတ်မှုကြောင့်ပါလက်စတိုင်းလူမျိုး32ဦးသေဆုံးခဲ့ရတယ်လို့ဂါဇာဒေသမှာရှိတဲ့အရက်ဖက်ကာကွယ်ရေးအေဂျင်စီကပြောပါတယ်အစ္စရေးစစ်တပ်ကပြစ်ခတ်ခဲ့ရဖြစ်တယ်လို့မျက်မြင်သက်သေတွေက AFP ကို ပြောပါတယ်ဒီလိုဖြစ်ပွားမှုတစ်ခုမှ ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ GFN နဲ့ Israel အာဏာပိုင်ကြီးကညင်းဆိုပါတယ်။ဒါပေမဲ့ NSF နဲ့အခြားစစ်ဘဆိုင်ရာဝန်ထမ်းတွေကတော့တနက်တရံရရှိထားတဲ့ဒေတာခန့်တွေကိုအနီးမှာရှိတဲ့ Can you note မြို့မှာ NASA စေယုံမှာကူတာပေးနေတယ်လို့ဆိုပါတယ်။ဒရုန်းကိုဗပောင်းဆောင်ကနေ drone နဲ့ရဟတ်ယာဉ်တွေတင်ကားတွေနဲ့ Israel ခြေလင်းစစ်သားတွေကတိုက်ခတ်တိုက်ခိုက်ကြရဲဆိုပြီး Lunar တွေက MSF ကိုပြောပါရဲလို့ MSF ကြေညာချက်မှာထုတ်ပြန်ရေးသားထားပါတယ်။ MSF ရဲ့အရေးပေါ်ညှိနှိုင်းရေးမှုကလမာနီးယားက JF ရဲ့ဖြန့်ဖြူးရေးစနစ်ဟာ လူမဆန်အန်ရဲ့ GB အလွန်အမင်းထိရောက်မှုမရှိဘူးလို့ကြေညာချက်မှာထုတ်ပြန်ပြောကြားခဲ့ပါတယ်ခင်ဗျာ။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆွက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကတော့မြစီမာဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ဝင်လက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ချက်ပြင်ပပေါစီ4480ချက်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1629.84ကျပ်ပြင်ပပေါင်စီ3482ကျပ် ယူရောပါတယူရောကိုစစ်ကောင်စီတတ်မှတ်စဉ်2381ဒသမ9ချက်ပြင်ပပေါက်စဉ်9089ချက်ဒိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64ဒသမ11ချက်ပြင်ပပေါက်စဉ်139ဒသမ11ချက်မလေးရှားတမင်ကကိုစစ်ကောင်စီတတ်မှတ်စဉ်494ဒသမ9ချက်ပြင်ပပေါက်စဉ်1053ချက်ပေါက်စဉ်ရှိပါတယ်။ဘောပြပါငွေလက်လက်နှုတ်တွေဟာ ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စေ58သိန်း9000ကျပ်ပြင်ပပေါက်စေ86သိန်း8000ကျပ်စကားပဲတစ်ချက်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စေ54သိန်း9385ကျပ်ပြင်ပပေါက်စေ82သိန်း3000ကျပ် ပေါ့စေးရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်တလီတာကို2405ကျပ်ပရီမီယံဒီဇယ်တလီတာကို2980ကျပ်အောက်တိတ်92တလီတာကို2855ကျပ်အော်ဒိတ်95တလီတာကို2910ကျပ်ပေါ့စေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစောင်းစီစင်းတုံးတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6330ကျပ်ပြင်ပပေါင်စီ9000ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါစင်းတုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမီးစီမဘရိုင်တိုင်းမီးစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြီးစုအားပေးကြတူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ